ကဲဒီတစ်ခါမှာတော့ရွှေမန်ဒလေးနဲ့ခွဲမရအောင်တသားရဲဖြစ်နေတဲ့ထိုးမုတ်လှုပ်ရှားပါမယ်။အရင်ဆုံးကောင်းကျင်းမုတ်ကို400 gram သုံးပါမယ်။တကြားကတော့100 gram စားကတော့ဇွန်သေးလေးတစ်စွန်းရေကို350 ml လောက်ထည့်ပြီးတော့မှွေထားပေးလိုက်။အချိုနဲ့အစီပါဝင်မှုနှုန်းကတော့ပုံမှန်အချိုးအစားထက်ထက်ဝက်လောက်လျှော့ချထားတဲ့အတွက်အချိုနဲ့အစီနည်းပါတယ်။အုံးသီးကတော့ချစ်ပီးသားဘူးလေးတစ်ဘူးသုံးခဲ့ပါတယ်။ ။တီယိုစီကအလုံးကြီးနေလို့ပလတ်စတစ်ထည့်ပြီးတော့ခြေလိုက်။အသီးနဲ့အစိအစင်များကမိမိကြက်နဲ့တရားသုံးသွားပြီလို့ရပါတယ်။အရင်ဆုံးအုံးပြီးကိုစီထည့်ပြီးတော့ကြော်လိုက်။ရှင်ဝင်လေးတန်းလာပြီဆိုရင်တော့စီစစ်ပြီးတော့အုံးဒီဘက်တွေဖယ်ထားလိုက်။အုံးဒီကြော်ထားတဲ့စီကိုလည်းပြန်သုံးပါပါ။ခုနကအုံးဒီကြော်ထားတဲ့အိုးကိုပဲဆေးစရာမလိုပါဘူးတ िश ူးလေးနဲ့တုပ်လိုက်ရေ350 ml ကိုအိုးထဲကိုထည့်ပြီးတော့အရင်ဆုံးစူအောင်တည့် တဲရရရင်တွေကိုဆူလာပြီဆိုရင်တော့ခုနကနှက်ထားတဲ့မုန်းနှင်ရီကိုထည့်မုန်းနှင်ရီကိုထည့်ပြီးရတဲ့ရောင်းမလေးနဲ့အဆက်မပြတ်မှွေသွားပေးလိုက်မိအပူချင်တော့အယမ်းမမြင်မဲ့အလဲအလက်လောက်လေးထားလိုက်ပါဖြစ်ဖြစ်ချင်းအဆက်မပြတ်မှွေသွားပေးလိုက်တာမုတ်သားတွေတပြေးပြေးနဲ့အလုံးခဲတွေဖြစ်လာပါပြီဒီလိုမျိုးလုံးခဲတွေဖြစ်လာရင်လည်းစိတ်မပူပါနဲ့ဆက်ပြီးတော့မှွေပေးလိုက်ပါတပြိပြိနဲ့မှွေရတာအရန်ကိုစီးကပ်လာပြီးတော့မုတ်သားတွေလည်းတသားတည်းဖြစ်လာပါပြီ။ဖြည်းဖြည်းချင်းကြိုသွားပစ်လိုက်တာမုတ်သားအယောင်တွေပြောင်းလာပြီဆိုရင်စီတရမယ့်အချိန်ရောက်ပါပြီ အုံးကြီးကြော်ထားတဲ့စီကိုနည်းနည်းချင်းထည့်ပြီးတော့မှွေသွားပြလိုက်။မုတ်သားနဲ့စီတသားတည်းဖြစ်သွားအောင်လို့ရောင်းမနှချောင်းနဲ့အာရပါရမှွေအမရလို့ရောင်းမတစ်ချောင်းနဲ့ထပ်မှွေဆွဲလိုက်မှွေလိုက်နဲ့ထိုးသွားပြလိုက်တာစီနဲ့မုတ်သားတသားတည်းဖြစ်သွားရင်တော့နောက်ထပ်စီထပ်ထည့်ပါမယ်။စီထပ်ထည့်ပြီးမှွေလိုက်တဲ့အခါတိုင်းမုတ်သားကကွဲသွားတာဖြစ်တတ်ပါတယ်။စိတ်မပူပါနဲ့ဆက်ပြီးတော့မှွေပေးလိုက်ပါ။ပြီးရင်တော့တကြားချိုကိုလျှော့ထားပြီးတော့နှုတ်စီလည်းထည့်မှာဆိုတော့နှုတ်စီ150 g ကိုကြိုနေတဲ့မုန်နစ်ထဲကိုတဝက်ချင်းစီထည့်လိုက်။ နှုတ်စီထည့်လိုက်တဲ့အချိန်မှာမုတ်သားကစပြီးတော့ကွဲထွက်သွားပါပြီစိတ်မပူပါနဲ့ဆက်လက်ပြီးတော့မှုေ့ပေးရပါမယ်အခုဆိုရင်တော့ဇက်တိုက်မှုေ့ပေးသက်လိုက်တာလက်တွေလည်းတော်တော်ညောင်းနေပါပြီနောက်တစ်ကြံနေတဲ့နှုတ်စီတဝက်ကိုထက်ထက်နှုတ်စီနဲ့မုတ်သားတသားတည်းပြအောင်ဆွဲလိုက်မှုေ့လိုက်နဲ့အဆက်မပြတ်ထိုးသွားပေးလိုက်မုတ်သားလေးတွေကြက်ခံနေပြီဆိုရင်ထောပက်စီလေးကိုနှစ်စွန်းလောက်ထက်ထက် ထောပစီနဲ့မုတ်သားရဲ့လက်တသားရဲ့ပြောင်းလို့ဆွဲလိုက်၊မှွေလိုက်နဲ့ဆက်လက်ပြီးတော့ထိုးသွားပေးလိုက်။အခုလှုပ်ထားတဲ့အချိုးအစားကတော့ပုံမှန်ထိုးမှုလုပ်နေကြအချိုးအစားရဲ့အချိုးရောအစီရောတဝက်တိတိရှော့ချထားပါဗျ။ပြီးရင်တော့ကြော်ထားတဲ့အုံတိကိုတဝက်ထည့်ပြီးတော့ဆက်မှွေ။တသားရဲ့ဖြစ်သွားပြီဆိုရင်တော့ခြေထားတဲ့တီယိုစီတွေပါထက်ထက်ဆွဲလိုက်မှွေလိုက်နဲ့တသားတဲ့ဖြစ်အောင်ဆက်မှွေပြီးွားရင်တော့ထုံးမှုအေးခံမှုအချိန်ရောက်ပါပြီ။ မုတ်သားတွေကအဖြူရောင်းနေအခုလိုမျိုးအကြည်ရောင်ဘက်ကိုတန်းသွားပြီဆိုရင်လုံးဝချက်သွားပါပြီ။အေးခံမဲ့ဘန်းနဲ့ကိုထောပတ်စီလေးတုပ်ပြီးရင်တော့ကြိုထားတဲ့မုတ်တွေကိုထည့်။မျက်နှာပြင်လေးညှိအခုမှမရှိအောင်လို့ဘန်းကိုစောင့်ချလိုက်။မျက်နှာပြင်လေးကိုထောပတ်စီလေးတက်တုပ်ခြေထားတဲ့တီယိုစီအုံးသေးကြော်လေးလည်းထပ်ဖြူဒီနေရာမှာမိမိကြိုက်နေတဲ့အစစ်အစံနဲ့အသေးကြော်လေးကိုလည်းထည့်သွားပြီးလို့ရပါတယ်။ ပြီးရင်တော့အခန့်အေးတဲ့နေရာမှာ9နာရီလောက်အေးခံလိုက်အလှဆင်မှုစပစ်ချောက်လေးကိုပြော့တော့နည်းနည်းလေးပြုတ်လိုက်တယ်ဒီလိုမျိုးပြုတ်လိုက်ခြင်းကစပစ်ချောက်လေးကိုအီအီလေးနဲ့ပို့ပြီးတော့စားကောင်းစေပါတယ်9နာရီလောက်အေးခံသွားပြီးရင်တော့မုတ်ကလေးတွေကနည်းနည်းလေးမာသွားပါပြီမုတ်သားကကြိုကြိုပြီးခြင်းရလို့ပြော့ပြော့အီအီဖြစ်နေပဲနဲ့အခုလိုမျိုးအတုံးလေးတုံးလို့ရပါပြီမုတ်ကလေးပေါ်မှာအလှဆင်အားလုံးအဆင်သင့်ဖြစ်ရင်တော့ရွှေမန်းလေးရဲ့အလွမ်းပြေထုံးမုတ်လေးစားလို့ရပါပြီ ထောပနံလေးရလဲမှွေးနေရတယ်ချစ်တငယ်ချင်းတို့စားပါဦးအရသာကတော့စီနဲ့အချိုကိုရှော့ထားတဲ့အတွက်အစိမ့်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်အိုးအရန်ကိုစားလို့ကောင်းပါတယ်ချိုးစားလေးရေးပေးထားတယ်လိုက်လို့ကြည့်လိုက်တော့နော်ပြုတ်လို့ပုံအစင်ကတော့ကွဲလွဲနေနေပါတယ်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကြောရေတုပ်ဝင်းနဲ့အုပ်